ဘုရားဘာသာလို့ခံယူထားတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာမိမိတို့ကိုယ်တိုင်နှုတ်ပြပြီးဆိုထားတဲ့ဗုဒ္ဓံတရဏံဂစ္ဆာမိဖះကိုကိုယ်ဝေရဖြစ်အတိမပြုပါれဓမ္မံတရဏံဂစ္ဆာမိဓမ္မကိုယ်ဝေရဖြစ်အတိမပြုပါれတန်ကံတရဏံဂစ္ဆာမိတန်ကာကိုကိုယ်ဝေရဖြစ်အတိမပြုပါれလို့နှုတ်မြတ်ပြီးဆိုထားတာဟာဒီ မိမိရဲ့ကိုးကွယ်မှုပါဥပတကာဥပတိကာဆိုတဲ့အရည်ချင်းတွေကိုရယူထားခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒီအရည်ချင်းတွေရယူထားတဲ့အတိုင်းဖះကိုကိုးကွယ်တယ်ဆိုတာဘာကိုပြောတာလဲဖះစဉ်လေးအိမ်မှာတင်ထားပြီးတော့ဒီနေ့ကိုဖះရှိခိုးတယ်ပန်းလေးတင်နေရည်ချမ်းလေးတင်ဒါကိုပဲဖះကိုးကွယ်တယ်လို့ခေါ်တာလား စီမီလေးလှူတယ်ဒါဖရားကိုးွယ်တယ်လို့ခေါ်တာလားလို့ဆိုအစစ်မှန်အနှစ်သာရအပြည့်ဒါကိုးွယ်တယ်လို့ခေါ်နိုင်ဘူးနော်အစစ်မှန်အပြည့်ဆိုရင်တော့အပေါ်ရန်အပြည့်တော့ကိုးွယ်တယ်လို့ပြောလို့ရအစစ်မှန်ကဘာလို့ဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာဖရားဆုံးမတဲ့အတိုင်းလိုက်နာမှာဆိုပါစို့အိမ်မော်တော့ဖရားကိုးွယ်ထားတယ် မိသားစုကခဏခဏယံဖြစ်ကြတယ်ဖះရှိလေဖះစဉ်ရှိပါလေယံဖြစ်ခြင်းဖြစ်တယ်ဒေါသတွေဖြစ်တယ်နော်မေတ္တာတွေမထားနိုင်ဘူးကရုဏာတွေမပွားနိုင်ဘူးမုရိတာတွေမထားနိုင်အဲ့တော့ငါးပါးတိလကိုလုံအောင်မကျင့်နိုင်ဘူးဆိုလို့ရှိရင်ဖះကိုးွယ်တယ်လို့ပြောပေမဲ့လို့ဒီပုဂ္ဂိုလ်ဟာအယီချင်းပြည့်ရွေးနေတယ်လို့ခေါ်ပါအယီချင်းပြည့်ရွေးနေတယ် ဖရာရဲ့အဆုံးမပါလဲအကုသိုလ်မပြုရဘူးကုသိုလ်မှန်သမျှပြည့်စုံစေရမယ်ကိုယ်စိတ်ကိုဖြူစင်အောင်ထားရမယ်ဒါဖရာအဆုံးဖះကိုကိုးဝယ်ပါတယ်ဆိုတာဖះအဆုံးမကိုလိုက်နာပါမယ်လို့ဂရီးပြူတာပဲအဲ့ဒီဂရီးပြူထားတဲ့အကြီးချင်းတွေဟာပြည့်ရွင်းနေတယ်လို့သူတို့ပြောတာအဲ့တော့ကိုယ့်ရဲ့ကိုးကွယ်မှုအကြီးချင်းပြည့်ရွင်းနေအေးဖះတော်ရှိခိုးပါရဲ့ ပန်းရည်ချံကတ်လူပါရဲ့အဲ့ဒါလေဖះဟောတဲ့တရားတိုင်းတော့မလိုက်နာဘူးဒီအ ਨੇ ဆုံး၅ပါးသီလသီလတည်အောင်မလုပ်နိုင်ဘူးဆိုလို့ရှိဒါအကြီးချင်းပြည့်ရင်းနေပြီလို့ဒီလိုပြောတာเนาะအကြီးချင်းပြည့်ရင်းအကြီးချင်းပြည့်ရင်းနေလို့ရှိရင်ခொနကတရားသူကြီးလို့ဆိုပြီးတော့ဥပဒေကိုမဆောင်ရှောက်တဲ့ပုဂ္ဂိုလ်လို့ပဲမထူးဘူး 以前别远了，都别玩嘛，哎，我在吧。